္ဂလာပါခင်ဗျာ A Time with JoJo Day စီစဉ်ကနေကြိုးစားပါတယ်ဒီစီစဉ်ဟာနိုင်ငံရေးလူမှုရေးစီးပွားရေးစတဲ့အကြောင်းအရာမျိုးစုံနဲ့ပတ်သက်တာတွေပြောကြဖို့အတွေးတွေဖလှယ်ကြဖို့တက်တောက်တက်တာမရှိလာတဲ့အမှန်တရားတွေအကြောင်းပြောကြဖို့နေကုန်တွေပေးကြဖို့တာမန်လူပြောက်ရဲ့မျိုးလုံးစုံကနေဆက်မြန်မာနဲ့ကမ္ဘာကိုညီကြည့်ပြီးပြပါတယ်ဒါဟာ A Time with JoJo Day ဖြစ်ပါခင်ဗျာ အားလုံးပဲဘေကင်းရန်ကွာကြမှာကြပါစေလို့ဆုတောင်းရင်ဒီကနေ့ season 1 episode 3 season ကိုစလိုက်ကြအောင်ပါနော်ငငယ်တော်ရဲ့တာဝန်ပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်ပဲရောက်နေတယ်ဘယ်မှာထားတယ်လဲကျွန်တော်တို့မကြတိခင်ဂျပန်ကတည်းဘယ်သူမှမသိပါဘူးနော်သူမှာစမှုသားချင်းဆိုတာလည်းမရှိဘူးလေဒီတဲ့အတိုင်းနဲ့ရှိတဲ့စမှုသားချင်းကလည်းသူ့ဘောကောင်းတယ်လူမဟုတ်အဝေးမှာသူ့ကိုမပြက်နော် ဆောင်ကြည့်နေတဲ့သူ့အတွက်မပြတ်လှုပ်ဆောင်နေတဲ့သူ့သားငယ်ခင်မဲရီတယောက်ရှိတယ်။သူလည်းမသိဒီနေ့တွေ့ခွေတောင်းနဲ့တွေ့ခွေမရအောင်။တင်းကြခင်တုန်းကဒီ UK မှာခြေဆိုင်တဲ့ဂါဒီယန်သတင်းစာကိုပေါ့ချထွက်လာတယ်ဆိုတော့ဒီတရခွင်မတန်းဗီဒီယိုတစ်ခုပြီးတော့သူ့ရဲ့နေ့စဉ်လှုပ်ဆောင်ချက်မှတ်တမ်းပေါ့နော်။ဒါတွေထွက်လာတယ်အပြင်ဘယ်သူထုတ်တယ်လဲဘယ်ရဘယ်လိုထွက်လာတယ်လဲတော့မသိဘူးပေါ့ဗျာ။ရှုပ်ပါရဲ့အရာလည်း ထားပါတော့ဘယ်ဟာပဲထွက်ထွက်ပေါ့နော်ကြီးမချီပါဘူးဒါတွေသိရတယ်ကျွန်တော်တို့အဲ့တော့သူ့ရဲ့ချင်းနေအကျဉ်းချင်းကျွန်တော်တို့သိရတယ်ကျမိုင်မကောင်းဘူးလုံထောက်တဲ့စီသူစီကူတော်ဝင်မရဘူးစီမီတို့လည်းပဲကုနေရတယ်ဆောက်ရခြင်းပေါ့နော်စားစားလည်းစားလိုက်အင်တန်နေပါတယ်နော်ဆိုတော့ဒီကလေးရပိုင်းကတော့ဒီမြန်မာ prison witness ဆိုတဲ့အဖွဲ့ပေါ့နော်မြန်မာအကျဉ်းတော်တပ်သေးဆိုတဲ့အဖွဲ့ကနေပြီးတော့သူတို့ရရှိတဲ့အချက်လက်ကနေတစင်ထုတ်ပြန်လာတာရှိတယ်အဲ့ဒါကဒေါ်ဆန်းစုကြည်ဟာနေပြီးတော့ချုပ်ထောင်တဲ့ 14မိုင်ဝေးတဲ့နေရာကစစ်စင်ရဲ့အထူးအဖွဲ့ကာဆာထ6ရုံးဆောက်ရုံးဆိုင်တဲ့နေရာမှာလုံလုံလုံကြုံကြီးတင်းတင်းကြပ်ကြပ်နဲ့ချုပ်ခံထားရတယ်။အဲ့နေရာကမင်းအောင်လိုင်းရုံးထိုင်တဲ့နေရာနဲ့မဝေးဘူး။လာဒေါ်ဆန်းစုကြည်ကိုဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိတဲ့လူကနေပြီးတော့အဲတာဝန်ယူပြီးတော့ဦးစီးနေတယ်။ဘာတွေဦးစီးနေတယ်လဲတော့မသိဘူးဗျာ။ဆိုပြီးတော့ထုတ်ပြန်ထားတာရှိတယ်။နောက်စဉ်းစားကြည့်ဗျာဒီအသက်80ရွယ်ပြီးခဲ့တဲ့19ရက်နေ့ကမှနော်အသက်80ပြည့်တယ်။ပြောရရင် ကျွန်တော်တို့မြန်မာလူမှုတောင်းဝဲမှာပြောပြောပြောတဲ့စကားအရဆိုအဖွာကြီးဖြစ်နေပြီဗျာနော်အသက်80ဆိုတော့ကျွန်တော်အမေဒီနှစ်ဒီဇင်ဘာမှာ89နှစ်ပြည့်ကျွန်တော်ကျွန်တော်အမေနဲ့စကားပြောတိုင်းဒေါ်ဆန်းစုကြည်ကိုကျွန်တော်နိနိတီတီတတိယကျွန်တော်အမှန်တမ်းပြောရရင်ကျွန်တော်ကဒေါ်ဆန်းစုကြည်ရဲ့ fan လုံးလုံးမဟုတ်ပါဘူး ဖန်မဟုတ်ဘူးလို့ပြောလို့ကျွန်တော်ဒေါန်ဆန်းစုကြည်ကိုမလေးစားတာမဟုတ်မကြိုက်တာမဟုတ်ဒေါန်ဆန်းစုကြည်ကိုကျွန်တော်တည်လေးစားတယ်ကျွန်တော်ကြိုက်တာတွေအများကြီးရှိတယ်ဒါပေမဲ့ကိုးပွေတဲ့အထဲမှာတော့ကျွန်တော်မပါဘူးပေါ့ဗျာသို့တော့ဒီခြေနေကတော့ကျွန်တော်ဘယ်လိုမှမခံစားနိုင်ဘူးဗျာမခံစားနိုင်နောက်တစ်ခုကဟလာဒီလိုအသက်80ရွယ်အမေအိုကြီးတယောက်ကိုဒီလိုအခြေအနေမျိုးနဲ့ဖမ်းထားတဲ့လူတွေကိုလည်းပဲကျွန်တော်အဲဘယ်လို กินมุ้นตัดยามเลยกูจนเราไม่ได้ทุกทีเนาะไม่อยากไปเปาะเนาะบ้ามาเลยจุจ้องไข่ละมุ้นไม่ရှိอยู่มะเดียสุซวยท่าได้ปุ๊มาดิเนี่ยถองชะท่าได้อะน่ะอเปญกูปิดดันจาပြီးတော့နောက်ထပ်ပြစ်ဒဏ်ပေးတဲ့အနေနဲ့ကျွန်တော်တို့ဟိုဒွန်ဆန်းစုကြည်လူထိတ်တန်းပုတ်ပုံမဟုတ်တဲ့တခြားနိုင်ငံရေးအကျဉ်းသားတွေဆိုတော့တိုက်ပိတ်တာပေါ့ဗျာနော်တိုက်ပိတ်ပြစ်ဒဏ်ပေးတယ်တိုက်ပိတ်ပြစ်ဒဏ်ပေးရင်သူကမိသားစုနဲ့လည်းတွေ့လို့မရဘူးထောက်ဝန်းစားလည်းမရဘူးပေါ့နော်အပြင်လူတွေနဲ့လည်းဆက်သွယ်မရှိဘူး တော်ဆန်းစုကြောင့်အဲ့လိုမဟုတ်ဘူးရှင်းနေဖွင့်နေတော့ပြုတ်ပြင်မရဘူးเนาะသူ့ကိုဟလာသူ့အကိုဆိုတော်သူကเนาะသူ့အကိုဆိုတော်သူကသူ့ကိုအိမ်လိုချင်တော့တရားဆွဲအဲ့ဒီကိစ္စတော့မှသူရှင်းနေဖွဲ့ကသူတက်တိုင်ပြလို့မရဘူးဆိုတော့တိတ်တိတ်ကိုလူမဆန်လောက်ကြည့်ဒီစကားပဲကျွန်တော်မှပြောเสียရရှိတယ်เนาะတိတ်ကိုလူမဆန်လောက်ကြည့်တယ်တိတ်ကိုကောက်ကျစ်ရုပ်မာလောက်ကြည့်တယ်ဗျဒီဥစ္စာကလေတာမန် နှလုံးသားနဲ့တမန်နှလုံးသားရှိသူတွေဘလို့မှစဉ်းစားလို့မရတဲ့ကိစ္စဒီဒီဘလို့အနေထားမျိုးပါပဲနေနေဗျာလူတွေနဲ့မတွေ့ရအောင်ဗျာပြပကောင်နဲ့အဆက်အသွယ်မရှိဘူးဗျာသူ့မှာသူနောက်မှာရှိတဲ့ဒီထောင်ဝန်တန်းဆိုတဲ့လူတွေပဲရှိမှာပေါ့ဗျာနော်စဉ်းစားကြည့်ဆိုတော့တိတ်ကိုစိတ်တိကျစရာကောင်းပါတယ်တိတ်ကိုစိတ်မကောင်းဖြစ်စရာကောင်းပါတယ်နော်ဒေါ်ဆန်းစုကြည်ဟာအခုလိုချင်းနေမျိုးနဲ့ထိုက်တန်တဲ့နော်ကောင်းစားမဟုတ်ပါဘူး တော်ဆန်းစုကြည်ကဒီထက်အများကြီးပိုပြီးတာလုံးတဲ့အခြေအနေမျိုးနဲ့ထက်တန်တဲ့ခေါင်းဆောင်မှာတိုင်းပြည်ကိုဥဆောင်နေရမယ်ခေါင်းဆောင်ကတော်ဆန်းစုကြည်အမြန်ဆုံးလွတ်မြောက်ဖို့လိုပါတယ်တော်ဆန်းစုကြည်ရဲ့အသက်ဒီစကားစလက်ထဲမှာရှိပါတယ်မြောင်းနိုင်လက်ထဲမှာရှိပါတယ်ဒါကကျွန်တော်တော်ဆန်းစုကြည်နဲ့ပတ်သက်ပြီးတော့နောက်ဆုံးရှင်းပြရတာတတိပေးတာဗျာနော်တတိပေးလိုက်တဲ့စကားပါပဲ ဒီကရကလုတ်တယ်ဗျာငင်းချင်ရေးဆွနေွယ်တယ်နော်တွေ့တဲ့အတိုင်းပါပဲချင်းချင်းတက်တက်တူးတူးရှူရှူနေပေါ့ဗျာနော်အဲလုတ်တော့ဘူးရလုတ်တာလဲဆိုတော့အဲငင်းချင်ရေးဆွနေွယ်ကိုဦးစီးလုတ်တဲ့လူတွေကဒီကနေ့ငင်းချင်ရေးကိုဖျက်ဆီးနေတဲ့လူတွေဦးဆောင်ပြီးလုတ်တာငင်းချင်ရေးကိုဖျက်ဆီးနေတဲ့လူဦးဆောင်ပြီးလုတ်တယ်လို့ကျွန်တော်ပြောတော့ပါစဉ်းစားကြည့်2021 February အနာမသိခင်မှာငင်းချင်ရေးလုပ်ငန်းစဉ်သွားနေတယ်တစ်ရက်ရစုပင်လုံးနော်တနင်္ဂနွေလုံးပြစ်ခတ်ရစေးသဘောတူစာချုပ်ဒါတွေနဲ့ငင်းချင်ရေးလုပ်ငန်းစဉ်ကိုဖော်ဆောင်တယ်အဲဒါတွေအကုန်လုံးကို ဖြတ်ချပစ်ပြီးတော့အာနာသိမ့်ပလိုက်တာဒီလိုအုပ်စုကဒီလိုလူမျိုးတွေဟာဒီကနေ့ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတော့ peace forum ဆိုတော့တိတ်ကိုရီဖို့ကောင်းတယ်တိတ်ကိုရီဖို့ကောင်းတယ်ဟက်ဟက်ပပကိုရီဖို့ကောင်းတယ်ငြိမ်းချမ်းရေးကိုဖျက်ဆီးတဲ့လူတွေကဥဆောင်ပြီးတော့နော်တက်တက်လူရတယ်တကယ်ကမငြိမ်းချမ်းကျင်တဲ့လူတွေဘာဖြစ်လို့မငြိမ်းချမ်းကျင်တဲ့လူတွေလဲဆိုတော့မငြိမ်းချမ်းမှသူတို့ကစားရမှာဗျဒီငြိမ်းချမ်းရေးဆိုတာကိုအကြောင်းပြပြီးတော့ เนาะမငိမ့်ချမ်းမှာစားရမှာအဲ့လိုမျိုးမငိမ့်ချမ်းခြင်းတဲ့လူတွေတက်တက်เนาะကျွန်တော်ခေါင်းစဉ်ကဟန်ပြရုပ်သေးငိမ့်ချမ်းရေးဆွနေပွဲဟန်ပြရုပ်သေးငိမ့်ချမ်းရေးဆွနေပွဲကျွန်တော်နားမလည်တာတခုရှိတယ်ကျွန်တော်သိတဲ့လူကျွန်တော်သိရင်ရှင်းပြအောင်အဲ့ငိမ့်ချမ်းရေးဆွနေပွဲမှာလာတက်တက်လူတွေကအာအခုချိန်တွေကတိုင်းကြီးတိတ်နေတာလုံးပါပြီလူတွေတိတ်နေတာလုံးပါပြီတော့တိုက်နေခိုက်နေတာတွေရပ်ပါဆိုပြီးတော့ပြောခဲ့ကြရည်ရှိတယ် အဲ့လူတွေဒီဒီဒီငင်းချမ်းရေးစွနေပွဲလို့သူတို့ခေါင်းစဉ်တက်ထားတဲ့အထဲမှာဟဲ့လားအခုလိုမျိုးစစ်တပ်ကနေ့စဉ်ဘုံကျဲနေတာပြီရပ်ပါလို့များပြောခဲ့တာကြားမိကြသေးလားကြားမိတယ်ဆိုရင်ကျွန်တော်ဒီဗီဒီယို comment လေးမှာလည်းလာပြီးတော့ရေးပြီးပြီးတော့အလင်းဖွင့်ပေးကြပါဦးเนาะကျွန်တော်သိချင်လို့ပါကျွန်တော်တော့မကြားမိဘူးမတွေ့နေဘူး ကျွန်တော်ပဲတက်တက်လူတွေပြန်ပြောကြတာတွေအများကြီးရှိတယ်ဆိုတော့အဲ့ဒီကတချို့ပဲကျွန်တော်ပြန်ကောင်းတော့မယ်ဒါကလေးပဲကျွန်တော်အလွယ်တကူတွေ့ရအောင်ပြောတော့ကျွန်တော်တို့သူတို့ interview အရှိကြီးတွေနားမထောင်နိုင်အောင်ချိန်ကုန်တယ်နားကြီးရအာယုံနောက်တယ်ကျွန်တော်နားမထောင်တယ်အဲ့တော့နည်းနည်းကောက်ထားတဲ့စာလေးတွေကြည့်ပြီးတော့ပြောတာကျွန်တော်လူရွေးတာမဟုတ်ဘူးဆိုတော့တယောက်ကပြောလဲဆိုတော့ဟလာဒီငင်းငယ်ကြီးစလုံးမှာပါတဲ့လူတွေဟာတဲ့ခေါင်းမြိတ်ထောက်ခံတဲ့လူတွေကြီးမဟုတ်ဘဲနဲ့ပြက်ပြက်သားသားနဲ့ပြင်းပြင်းထန်ထန်ဆွေးနွေးကြတာတဲ့အော်ပြက်ပြက်သားသားနဲ့ပြင်းပြင်းထန်ထန်ဆွေးနွေးကြတာလားဝမ်းသာပါတယ်ဒါပေမဲ့ပြောရတဲ့အချိန်မှာ ကန့်ကွက်ဆူလိုက်တာမျိုးတော့မတွေ့ဘူးအဲ့တော့ဘာတွေများကန့်ကွက်သေးလဲမသိဘူးအဲ့တော့ကန့်မကန့်ကွက်ဘူးဆိုရင်အဲထောက်ခံပြီးတော့ပဲအားလုံးဆွေးနွေးကြရလားကျွန်တော်ကတော့လည်းထင်တာပဲလीနော်သူတို့ဆွေးနွေးရတယ်ကျွန်တော်လည်းကြားရတာမှမဟုတ်တာကြီးသူတို့မှတန်းဆိုတဲ့ဟာတခုထွက်လာတယ်ဘိုလိုပေါ့ဗျာဒါဘိုလိုဆိုတော့နိုင်ငံတကာကတာဂက်ထားတာပေါ့နော်ဒါဒါဆက်ကဆာရဲ့စောစောဒီတိုင်းပြုထုံးလုပ်နေတယ်ပါဒါမျိုးတွေကယူနေပါလीအဲ့တော့အဲ့ဟာထွက်လာတယ်အဲ့တဲမှာအာရေလဲကျိတ်နေပြင်းထန်ဆွေးနွေးရဆိုတာမျိုးတွေပါတယ်ပါတယ်ပါလေလည်းမသိပါဘူးဗျာဆောက်တော့ရေးထားတာပဲ ဆိုတော့ပြတ်သားစွာနဲ့ဆိုတော့ပါသေးတယ်ဒါသိလားပြဘာဒီများပြတ်သားစွာနဲ့ဆွေးနွေးကြလဲမသိဘူးဟိုအကြောင်းအရာမသိတော့လဲဘာဒီပြတ်သားပြီးတော့ဘာဒီပြင်းထန်တာလဲမသိဘူးပေါ့ဗျာအနောက်တစ်ယောက်ကပြောတယ်တက်မတော်ကစားတိုက်တာမရှိဘူးတဲ့တက်မတော်ကအတိုက်ခံရတာပဲရှိတယ်တဲ့ပြောလေပြောတတ်တဲ့ဗဇက်နော်ဘာငုံပြီးတော့များပြောတယ်လဲမသိဘူးလို့ကျွန်တော်ကချက်ချင်းအတွေးထွက်တာပဲပြောလေပြောတတ်တဲ့ဒီဗဇက်ဗျာ ရွှေတော့ချရစရာမရှိဘူးတိလာနော်ရွှေတော့ချရစရာမရှိဘူးချချမယ်ဆိုရင်တစ်ခုပဲရှိတယ်နော်အဲ့အဲ့ပါဇက်ကိုကုတ်ဖို့ဆိုရင်တစ်ခုပဲရှိတယ်ကျွန်တော်ဒီညမှာတိတ်ညင်ညစ်ပပတ်ဒီပါမှာဆိုလို့ကျွန်တော်ပြောတော့အဲ့တော့ပတ်တဘရောစတိုင်တာလာမတိုက်တာလာကျွန်တော်ဘာမှဒါထပ်ပြီးညင်းနေစရာမလိုဘူးနော်မျက်စိလေးနားလေးဖွဲ့တရင်လေးပါလေးဖတ် ဟိုစစ်တပ်ကလူနဲ့ဟာရီပဲကြည့်မနေနဲ့မျက်စိပိတ်နားပိတ်လုံမနေကြလုံမနေကြနဲ့နော်တိုင်းပြည်ချင်းတွေလည်းသိအောင်လို့မျိုးပေါ်မှာနေပြီးတော့ရွှေရောင်းစားပြီးတော့ OK မနေနဲ့နော်တော့နေစုံနေကြတွေကဘာလဲနေစုံနေကြတွေတော့သွားကြည့်စရာမလိုပါဘူးစကိုင်းတို့ဝေးတို့လောက်ကြည့်ရင်ရပါတယ်လေနော်ကရင်ဒီဘက်လောက်ကြည့်ရင်ရပါတယ်နေပြည်တော်နဲ့တော့တိမ်ပွေးသွားကြည့်လို့ရတယ်ဆက်လိုက်ကနေမျောကြည့်လို့တော့ရသိလားနေနေပါပါလေမျက်စိဝင်နောက်ဝင်လောက်ကြတာ ောက်တစ်ယောက်ကပြောတယ်အဲဒီငိမ့်ချင်းဆွေးနွေးခွင့်2025ကိုတက်လို့ဝေဖန်နေဝေဖန်တာတွေရတယ်ဝေဖန်မှာဗောဟုတ်မှာဟုတ်တယ်ဟာကြီးညောလင်းကေဗီတာလည်းဖြစ်ပါတယ်တိတ်တော်ပါတယ်ညောလင်းကေဗီတာဖြစ်တယ်ဆိုတော့လမ်းတစ်တခုဖောက်ရတယ်တဲ့ဟုတ်လားဘာလမ်းလဲအခြေတစ်ခုရောက်ရင်အဲ့ဒီသွားတဲ့လမ်းကိုအခုဆဲနေတဲ့လူတွေလိုက်ကြရမယ်ဘယ်သူတွေလိုက်နေတော့ကျွန်တော်မသိဘူးကျွန်တော်တော့မပါဘူးနော်အဲခင်ဗျားတို့လမ်းကြီးချောသွားရင်လေကျွန်တော်မပါဘူးကြောက်ပါသေးရယ် sorry ပဲเนาะဘာနဲ့လာဖို့ကော ျွန်တော်ခင်ဗျားတို့ဖောက်တဲ့လမ်းမလိုက်ဘူးအဲ့ဒီခင်ဗျားတို့ဖောက်တဲ့လမ်းကနောက်ခင်ဗျားတို့မရှိတော့လို့နောက်လူတွေနေရှောက်ရမယ်ဆိုတော့အဲ့ဒီလမ်းဆိုရင်တော့ကျွန်တော်က live ကိုမလိုက်ဘူးအဲ့ဒီလမ်းကိုဖြတ်ပြီးတော့မှဖောက်တဲ့လမ်းကိုပဲလိုက်မယ်ဒါအပြတ်သားဆုံးပဲနိုင်ငံရဲ့အနာဂတ်တဲ့တို့ရဲ့နိုင်ငံရေးဘုံတိခါကပိုအေးကြီးလာလို့မေကုန်ဘေကုန်တိခါမှအေးမကြီးဘူးနိုင်ငံအနာဂတ်ပဲအေးကြီးနော်ခင်ဗျားတို့ဂုံတိခါကလည်းခင်ဗျားတို့ကခင်ဗျားတို့ဂုံတိခါထည့်ပြီးစဉ်းစားစရာအကြောင်းမရှိတော့ဘာလို့လဲဆိုတော့ခင်ဗျားတို့ကဘာဂုံတိခါမှမရှိတဲ့လူတွေ ဟုတ်လားဘာကုံတိတ်ခါမှမရှိတော့လीမရှိတဲ့လူတွေတိုင်းပြည်ရဲ့လူကြီးအများစုကိုစန့်ကျင်ပြီးတော့လက်ရှိဘေးဒုက္ခရောက်နေတဲ့ဓာတွေကိုစန့်ကျင်ပြီးတော့ဟိုလိုလိုဒီလိုလိုနဲ့စစ်တပ်နဲ့ပင်းနေလူတွေအဲ့တော့ခင်ဗျားတို့ကဘာကုံတိတ်ခါမှမရှိကျွန်တော်ကအဲ့လူတွေအတွက်လीဘာဘလို့ကောင်းစင်တက်ရမလဲလို့ကျွန်တော်စဉ်းစားတာကျွန်တော်ကောင်းနေပေါ်လာတာဘာလဲဆိုတော့တကယ်ကကြောင်ကတွင်းပြက်နေ ဇရက်တောင်မှဂျူရီလို့ပဲကျွန်တော်ကနာမည်တက်ချင်တယ်ထွေပြောရတာတော့ပါသတနာရယ်ကအဲ့ဒီငင်းကြေးဆူနေဘက်ကတော့မလုတ်ခင်ကလေးကပြောနေကြတာကဒါရွေးကောက်ပွဲအတွက်ပဲအဲ့ဒီမှာသတင်းတွေထွက်တော့လည်းပဲဒီရွေးကောက်ပွဲကိုဥတီတဲ့စကားတွေလည်းကြားရတာဆိုတော့ ဒီစကားစမ်းတဲ့ပတ်သက်ပြီးတော့စကားစကားရွေးကောက်ပွဲကဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးအနာသိနေကိစ္စကျွန်တော်ထပ်ပြီးတော့တကြောပြန်ပြောတော့အဲ့ရွေးကောက်အဲ့ငင်းချင်းရေးဆွေးနွေးပွဲကိုတက်ရွေးကောက်ပွဲကြောင့်ပြောတဲ့လူတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောပြအဲ့ဒီကဟလာတချို့နိုင်ငံရေးပါတီတွေကလူတွေနိုင်ငံရေးပါတီတွေပေါ့ဗျာနော်အဲ့ပါတီတွေထဲမှာအစ်စ်တွေလည်းပါစီပါမယ်2020ရွေးကောက်ပွဲဝင်ခဲ့တဲ့ပါတီတွေပါတယ်လူပုဂ္ဂိုလ်တွေပါတယ်ကျွန်တော်ဒီနေ့ဆက်ဆက်တွေ့တယ်အဲ့ဒီပါတီတွေအားလုံးပေါင်းရင်တောင်မှနော်အဲ့ရွေးကောက်ပွဲ2020မှာရွေးကောက်ပွဲ ဝင်ခဲ့ပြီးတော့အခုဒီနေ့ငင်းချမ်းရေးဖိုရမ်လို့ပြောတဲ့ဟာကိုတက်တက်ပါတီတွေအားလုံးပေါင်းရတော့မှအဲ2020ပြီးကောက်ပေါ်မှာနိုင်တာဆရာခိုင်တို့မပြည့်ပါတယ်ဆိုရင်တော့နော်ဆရာနိုင်နေဆိုရင်တော့ဆရာခိုင်တို့မပြည့်အဲ့တော့အာနာသိန်းတဲ့လူကဘာလို့ဘာလို့သိန်းလဲဆိုတော့ခုနဲ့ပဲကိုဖြစ်ချင်တာမဖြစ်ရဘူးအာနာသိန်းတာကိုလိုချင်တယ်လို့မဖြစ်လို့အာနာသိန်းတာအဲ့ဒီစစ်အုပ်စုကရွေးကောက်ပွဲလို့ကိုပြန်စူးစမ်းနေတယ်အဲ့ရွေးကောက်ပွဲဝင်ဖို့ပြင်နေတဲ့လူတွေကအရင်ရွေးကောက်ပွဲမှာလူလူထောက်ခံမှု ကျွန်တော်ကပြောလိုက်နေတပြားကားမှမရခဲ့ဘူးလေနော်အခုကြတော့စကားစကားပီယာလို့ခေါ်တယ်အဲ့ဒါအချိုးချူကိုအချိုးချာကိုစားပြုနေဟိုဝမ်းနဲ့ဒီရနဲ့ရောပြီးလုံးမရုပ်ောက်ောက်အစမ်းလုံးမဘာညာပေါ့ဗျာအဲ့ဒါတွေပြောတော့ဒီပါတီတွေတက်ကခွင်မယ်ဘာခွင်လဲဆိုတော့ငခုရုပ်ောက်ပွဲဒီမှာငါတို့ကငါတို့တက်ကနေရာမရှိဘူးအခုနေဟလာဒီ2021မှာအာနာမသိမ်းလို့2020မှာရုပ်ောက်ပွဲပြုတယ်2025မှာရုပ်ောက်ပွဲပြန်လုံးလေနိုင်အောင်မှာပုံပွဲလူတွေတည်တာသူတို့တက်တဲ့အဲ့ဒီလူတွေရဲ့တက်ကတော့လေ မြန်မာနိုင်ငံလူကောက်ပေါ်မှာဘယ်တော့မှနိုင်မှာမဟုတ်ဘူးပြက်ပြက်တောက်တအားနာရောက်ရောက်တဲ့ဒီဘယ်တော့မှနိုင်မှာမဟုတ်ဘူးအဲ့တော့စားကစားကလုံးဝလူကောက်ပေါ်ကြတော့အချိန်ကြီးကောင်းတာပေါ့ဗျာဟိုကလေးပီယာလေးပါလေးဆိုတော့အနည်းဆုံးတော့ခင်ဗျားခေါင်းကထောင်လို့ရတယ်လေအဲ့လွတ်တော်ရဲတော့ထိုင်လို့ရတယ်လေငါတို့အချိန်ကြီးကောင်းပြီဆိုတာပဲဗျာဈေးတွေတွက်တာပဲဗျာနော်ဘာမှရှောက်ပြောမနေတဲ့ကြားဟာဒီအဲ့ဈေးတွေတွက်ပြီးတော့စားကစားကိုပြစ်ကတ်တာပဲအဲ့ဒီရုပ်ောက်ပဲမာမာဘာဖြစ်မညာဖြစ်မဒါတွေရှောက်ပြောတာလကားအဲ့ဒါကြီးအကုန်လုံးအယူချီပန်ပြောတဲ့ဇာတ်ကားတွေငါဇာတ်ကားနွားရ ြောတဲ့စကားလေးလို့ပဲကျွန်တော်ကသတ်မှတ်တယ်ကျွန်တော်ကတော့ဘာမှကောင်းတယ်မထင်အေးလားတိုင်းဝန်ကြီးချုပ်ကလည်းတိတယ်ပြင်တက်တာမှသိမကြသေးဘူးသူတို့မိသားစုကလည်းအဲကန်ကီတယ်ပဲပြောရမလားနော်ရှင်နာဝထရမီသားစုကလည်းပဲအဖေလုတ်တဲ့လူကလည်းထွက်ပြေးရအားတကအတော်လုတ်တဲ့လူလည်းဒုံးနေလာကြပါတယ်အဲထွက်ပြေးရတော့ပဲနော်ဆိုတော့အခုသမီး တူမလက်ထက်ဂျင်ဒီကကောင်းတယ်ပေါ့ဗျာသူကငယ်လေးငယ်လှလှလေးလေးဆိုတော့တိုင်းပြည်သူတွေကချစ်ကြတယ်ထင်ပါတယ်ချစ်ကြပါတယ်သူလူကြိုက်ကြပါတယ်တိုင်းပြည်သူတွေမဟုတ်ဒေသတွင်းမှာလည်းပဲကျွန်တော်တို့မြန်မာပြည်မှာတော့မှသူ့ကိုကြိုက်တဲ့လူတွေအများကြီးရှိတယ်နော်တုံတုံလေးတုံတုံလေးနဲ့ဆိုတော့အခုကြတဲ့အခါကျတော့ဟလာကမ္ဘောဒီးယားနဲ့နေဆက်ပြဿနာသွားဖြစ်တယ်ဒီနေဆက်ပြဿနာလည်းတကယ်အသိမဟုတ်ဘူးပြ2008တုန်းကဖရာဥရာဘုရားကျောင်းပြဿနာတက်ခဲ့ဘူးလေအဲဒီကဝန်ကြီးချုပ်ကအဒီစစ်ဘာလို့ပေါ်ကြတော့ဝိဆာကြီးသွားမှာပြန်ပဲကြကြီးပါဆိုတော့ သူကဒီမိုကရက်ပါတီအမှန်အဲ့ဒီဒီမိုကရက်ပါတီလည်းအခုတော့ဘယ်ရောက်နေမှန်းတော့မသိပါဘူးဗျာဆိုတော့အဲ့ဒီဗီဇစ်လက်ထက်ဗီဇစ်က၃နှစ်နဲ့တူတယ်သူလည်းအဲ့2008မှာဖြစ်တယ်အဲ့ဒီအဲ့ဒီအငင်းပွားမှုပြဿနာကဘယ်မှာပြီးတယ်လဲဆိုတော့2017ဒီဇင်ဘာမှာအဆုံးသတ်တယ်နော်ပြီးတော့2013မှာနိုင်ငံငါတရားကုန် ICJ ကဆုံးဖြတ်တယ်အဲ့ဒီ2017ဒီဇင်ဘာ2013ဆုံးဖြတ်တဲ့အချိန်အရကအခုပေတုန်တန်ရဲ့အတော်အခုငွေကြေးရဲ့အတော်အဲရင်းလက်ရှင်တာကိုရှင်တော်ဝထရိုင်ရလက်တယ်နော်စဉ်းစားကြည့်နော်ပထမနေဆက်ပြဿနာဖြစ်တာအဘီစစ်လက်တယ်အ အဲ့ဒါပြည်လေသွားတာကရင်လက်လက်ထက်အဲဒီကနေပြီးတော့ရင်လက်ထွက်ပြေးရတယ်စစ်တပ်ကအာဏာသိမ်းတယ်အခုပေးဝင်းကျောက်ပြေလုံးနဲ့မတက်ခင်အထိဘာပြဿနာမှမရှိဘာလို့ဆိုတော့စစ်တပ်ကခေါင်းဆောင်နဲ့စစ်တပ်စစ်ခေါင်းဆောင်တွေဗိုလ်ချုပ်တွေကအေကွန်လဲပြီးတော့ဝင်းကျောက်လုတာလीဆိုတော့ဟွန်ဆန်ကပြောတယ်လीပေးဝင်းကျောက်လက်ထက်ပြောဆိုသူနဲ့အဆင်ပြေပြဿနာမတက်ဘူးဆိုတော့ဆိုတော့တူကြတာပေါ့ဗျအေကွန်တူကြတာပေါ့နော်အေကွန်တူကြတော့သူတို့အဆင်ပြေကြတာပေါ့နော်အဲ့တော့ပေရိုနာလက်ထက်မှာထပ်ပြီးတော့ပြဿနာရှာတယ်နှစ်ဖက်ပြဿနာ ်ရှားတယ်ပေါ့ဗျာဒါတော့ဘယ်သူကရှားတယ်ပါလဲဒါလည်းကျွန်တော်အသေးစိတ်မပြောဘူးတော်ခက်တာပါလဲဆိုတော့ဝင်းချုပ်ပြည်တုံနိုင်ငံနိုင်ငံကြီးမမဟုတ်ဘူးလို့ပဲပြောဟွန်ဆန်လူလူမျိုးကိုသွားယုံတာဟုတ်ဗျာနော်ဟိုကပြောတရားပြောတိုင်းပြည်တစ်ခုရဲ့ဝင်းချုပ်ကခုတိုင်းပြည်စစ်တပ်နဲ့ပတ်သက်တဲ့ရာရှိကြောင်းနဲ့ပတ်သက်တဲ့ဟာ မကောင်းတဲ့မှတ်ချက်ပေါ့ဗျာဒီမကောင်းတဲ့မှတ်ချက်မျိုးကိုဘယ်တခြားတိုက်ရဲခေါင်းဆောင်ပေါ်မှာပြောရအောင်ဒါပေမဲ့သွားပြောတာလည်းပိုဆိုးတာကဟော်ဆန်လူလူမျိုးကိုသွားပြောတယ်ဆိုတော့ယုံပါပါဗျာသူ့ဖေတုံးကလည်းဟော်ဆန်အပူတယ်သူ့တော်တော်ကလည်းဟော်ဆန်အပူတယ်သူတို့မိသားစုနဲ့လည်းဆက်ဆံရေးကောင်းတယ်သူလည်းဟိုးရင်နဲ့တွေ့ဘူးတယ်ခေါ်တော်တော်ဦးလေးလို့ခေါ်တာပေါ့ဗျာဒါပေမဲ့ ဒါပေမဲ့ तू ကရေပေတုံနာမဟုတ်တော့လေ तू ကထိုင်းဝန်ကြီးချုပ်ပေတုံနာဖြစ်နေလေအဲ့လောက်တော့နားလေဘူးလို့တော့ပေါ့တိဘူးလို့တော့ပေါ့နိုင်ငံကြီးကဝဝလို့ပါလို့တော့ပေါ့မွန်ဆန်လူမျိုးကိုသွားပြီးတော့သွားပြောတယ်အရင်စင်လာလဲမကြည့်တော့ဖြတ်တန်းခဲ့မှုလည်းအာနာရှင်ဆိုတာကောင်မျိုးတွေကဘာမှကြည့်တာမဟုတ်ဘူးเนาะသူတို့အတွက်ပဲကြည့်တယ်အခုကျတော့အပွေခံနေရောရေလေလေအိုးလေးထည့်ပြီးတော့အမွေခံနေရเนาะဒါတင်ငန်းစာပဲကအခုဆိုရင်လာစင်နေရဆိုရင်ကြည့်ကျဆန္ဒပြတာပဲဟောမျိုးလေကောင်ပါအဲ့တော့ပေတုံနာကရှင်းပြောရရင်သူသူရှိရေးကဘလို့ဖြစ်လာမယ်ဆိုတာမသိဘူးဒိုက်စတာဆိုတာလည်းပဲ စောင့်ကြည့်နေမှာပေါ့ဗျာနော်တိုင်းစစ်တပ်နဲ့ဘရင်တိုင်းဝိုင်းကတခါဘရင်စီကိုပေရူနန်ကိုဖယ်ဖို့ဆိုပြီးတော့ဟလာပညာရှင်130ဆိုလား130ဆိုလားစာရီဝိုင်းပြီးတော့ရေးတင်ကြတယ်လို့ပြောတယ်ဘယ်ပေါင်းစုံကနေဝိုင်းတွန်းနေကြတာပေါ့ဗျာနော်ဆိုတော့ဆိုလိုချင်တာကဒီနိုင်ငံရေးဘဝမဝလိုက်တာလေးတစ်ချက်ကနေပြီးတော့နော်ဝန်ကြီးချုပ်ပေရူနန်တယောက်တော့အဲဘလူရှေးရင်းနဲ့ရင်ဆိုင်ရမလဲဆိုတော့စိတ်ဝင်စားဆိုတော့ကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်သွားကြရမှာပဲဖြစ်ပါတယ်လို့ဆိုတော့ဒီနေ့စီစဉ်ကြည့်ရှုအားပေးကြရတဲ့အတွက်ယေရှုတင်ပါတယ် နော်ကျွန်တော်အစီအစဉ်တွေကိုဆက်လက်ပြီးတော့လည်းကြီးစွာပေးကြပါကျွန်တော်ပုံမှန်တင်ဆက်နိုင်အောင်လည်းကြိုးစားနေပါတယ်ဒီပညာမရလေးနည်းနည်းရုံးကန်ရတယ်ဗျာကြောက်ပြလို့တာဆိုတော့လေအဲတခါတခါပြင်ရဆင်ရရရပြူပါဆိုတော့ဒါမြေဆိုးမဖြစ်စီပါကျွန်တော်ဒါကိုပျော်လို့လို့တာပါလို့ချင်လို့လို့တာပါအဲကျွန်တော်ကိုချစ်ကြတဲ့ညောင်းစင်ရှိကြတဲ့ပရိသတ်တွေနဲ့ပြန်တွေ့ချင်လို့ကျွန်တော်လို့တာပါကျွန်တော်ကြိုးစားပြီးတော့ဆက်လုပ်သွားပါမယ်နော်ဘေးရန်ကဲအောင်နေကြပါဗျာကျမ်းမာအောင်လည်းနေကြပါကျွန်တော်တို့မြန်မာပြည်ခေတ်ကောင်းတဲ့အထီးပေါ့နော်အဲ့ဒီအထီးတော့နေပြီးကြပါဦးအားလုံးပဲ ကျေးဇူးတင်ပါတယ်ဗျာ။ဒီစဉ်းစားနေတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်။ဒီစီစဉ်တဲ့ပတ်သက်ပြီးဝေဖန်ကြံပြုချက်တွေကိုစုစုပါတယ်။ဘယ်အကြောင်းအရာဘယ်ကိစ္စမျိုးကိုစိတ်ဝင်စားရဲဆိုတာလည်းသိချင်ပါတယ်။နှစ်သက်တယ်ဆိုရင်တော့ like လုပ်ပြီးပါ။စီစဉ်တဲ့တွေတတိုင်းလွတ်မသွားရအောင် subscribe လုပ်ထားပြီးပါ မိတ်ဆွေတငယ်ချင်းတွေနဲ့မျှဝေပေးပါလို့ပန်ကြပါရယ်နောက်စီဇန်တွေမှာပြန်ဆုံပါမယ်အားလုံးပဲကျန်းမာပြီးခင်ကြပါစေ